လာပြည့်ညတွေမှာအမြဲတမ်းမြည်တွေ့ရလေးရှိတယ်။အဖို့အုံတဲ့ယုံလေးကဘယ်လိုမျိုးလဘော်ကိုရောက်သွားလဲဆိုတာကိုသိသိပါသလား။မင်္ဂလာပါ။ကိုကိုကြီးပုံပြမိတ်ဆက်စီရနေပြန်လည်ပြီးတော့ကြိုဆိုပါရယ်။ဒီနေ့ကိုကိုကြီးဟာဒီကညီလေးညီမလေးတွေကိုပြောပြပေးခြင်းနဲ့ပုံမြင်လေးရတော့ရွှေလမှာယုံကိုစံဖို့သည့်အဖို့အိုးဆိုတဲ့မြတ်မရွတ်ရပုံမြင်လေးပဲဖြစ်ပါတယ်။ ဟိုးရှိချီတော်ဘောကွယ်အဖိုးအိုတယောက်ရှိပါတယ်သူက အလွန်စင်းရင်လွန်လို့စံဖို့တိလက်ဆူတလုံးသာပိုက်ဆိုင်ပါတယ်သူကစင်းရင်တော်လဲလုံလောက်ဝရရဲ့အလွန်ရှိသူဖြစ်ပါတယ်သူ့ကိုကြည်လိုက်ရင် ထိုင်နေတာကိုမတွေ့ရပါဘူးအမြဲတမ်းစံဖို့နေတာကြီးပဲမြင်တွေ့ရလက်ရှိပါတယ်အဖိုးအိုမှာအဖော်ဟူး၍လည်းမြင်းမြစ်တီတူတရားမှမရှိပါဘူးရုံအိုကြီးတကောင်သာရှိပါတယ်ရုံအိုကြီးကအဖိုးအိုစံဖို့တိနာမှာအမြဲတမ်းဝန်နေလဲရှိပါတယ် ရုံငိုကြီးကတနေ့မှာတော့ကောင်းကင်ဘုံကိုမှုတ်ကြည့်ပြီးတော့ဝမ်တာအာရစွာအော်ပြောတာပေါ့ကွယ်။အဘဟုံးလားဟုံးလားအဖိုးကရုံညုံပြရာကိုမှုတ်ကြည့်လိုက်တာပေါ့ကွယ်။ဇကောတချာဇကတချာဘကြီးတချာကိုဖွေထားကအမေအိုကြီးတယောက်လေလက်ကတိများကိုတတိချင်းနင်းလေစီးလန်တာကိုတွေ့ရတာပေါ့ကွယ်။အမေအိုကြီးကအဖိုးကိုထောင်းထားတဲ့များဆန်များကိုဇကောဖြင့်ပြတယ်။ပြတဲ့များဖွေများကိုဘန်းထဲကိုကြလိုက်တယ်။ဆန်ကောင်းဆန်တန်းရရှိစေဖို့အတွက်တဆင့်ချင်းစီ လုတ်ပြီးတာပေါ့ကွယ်သို့တော့အမေအိုကြီးကနက်နက်မိုးလင်းလာတာနဲ့ထပ်ရပြီးတော့ခါဆောင်ကလေလကတိများကိုတထစ်ချင်းစီနေပြီးတော့မိုးပေါ်ကိုပြတ်တက်သွားပါတယ်စစ်စစ်အမေအိုကြီးကလှနာသမီးပဲဖြစ်ပါတယ်ငွေလာရအောင်မှာတကကုန်းတကကွားနဲ့ဆန်ဖို့နေတဲ့အဖိုးကြီးကိုတနာတဲ့အခါမှာတော့လာရကူညီချင်းမဖြစ်ပါတယ်အဖိုးအိုကြီးမှာ အမေအိုကြီးနဲ့ဇကတ်တခွန်းမြတာမပြောလိုက်ရပါဘူးသို့တော်ညာလည်းအမေအိုကြီးကိုသတိတရရဖြစ်နေတာပေါ့ကွယ် အမေအိုကြီးစကားပြချက်တာပေးတဲ့ဆန်တွေကအလွန်ဝင်ကောင်းတာပေါ့ကွယ်ရုံအိုကြီးကလည်းအမေအိုကြီးပြထားပေးတဲ့ဖွဲတွေကိုကောက်ကောင်းမွန်စားတာပေါ့ကွယ်ဒီလိုနဲ့အမေအိုကြီးကတလနီပါပျောက်ကွယ်နေခဲ့တာပေါ့ကွယ်ဒုတိယလပြင်းနေရောက်တဲ့ခါမှာတော့အမေအိုကြီးကပြန်လဲပြီးတော့ရောက်လာခဲ့ပါတယ်ဘန်းနေစကောစကားလဲပါလာခဲ့တာပေါ့ကွယ်တညလုံးဆံပြပြီးတော့မိုးလင်းတာနဲ့လေလေကတိမြန်ကိုနေပြီးတော့ပြန်သွားခဲ့ပါတယ် အဖိုးကြီးနဲ့ရုံအိုကြီးမှာတော့အမေအိုကြီးကိုအမြဲတမ်းလွှမ်းဆုံနေရတာပေါ့ကွယ်အမေအိုကြီးကလည်းတတရလက်ပြင်းနေရောက်တဲ့ခါကျမှမှပြန်လည်ပြီးတော့ရောက်လာခဲ့တာပေါ့ကွယ်လက်ပုံများစွာကြာခဲ့ပြီးတဲ့နောက်မှာတော့တခုတုန်းနဲ့ခင်မှာအဖိုးကစကားစတင်ပြောလိုက်တယ်အမေအိုကြီးဟာငါတို့မှမင်းလက်ရာဆန်ကောင်းနေဖွဲ့ပြီးစားပြီးမင်းကိုတလားလုံးလွှမ်းနေရတာမကောင်းပါဘူးဒီတော့တော့ကဘာလို့ကျင်တဲ့တော့ မင်းသွားရကိုသာငါတို့ကိုတဘာတဲ့ခေါ်သွားပါလားဒီလိုဆိုလဲလာလေဒီလိုနဲ့ပဲအမေအိုကြီးကအဖိုးအိုရဲ့လက်ကိုဆွဲပြီးတော့လေတကတိမြောက်ကိုတထစ်ကြည်စီနင်းတက်သွားတာပေါ့ကွယ်အဖိုးအိုကလည်းသူ့ရဲ့လက်ဆောင်နဲ့ကြပွေးကိုခစောင်းတင်လဲယူဆောင်သွားတာပေါ့ကွယ်ရုပ်အိုကြီးကလည်းခုံဆော့ခုံဆော့နဲ့လိုက်သွားတာပေါ့ကွယ်အဲ့ဒီနေ့ကနေစပြီးတော့လာပညာရောက်တဲ့ခါတိုင်းမှာလာမင်းပေါ်မှာစံဖို့နေတဲ့အဖိုးအိုနဲ့ရုံအိုကြီးတကောင်ကိုအမြဲတမ်းတွေ့နေရတော့တာပေါ့ကွယ် ချစ်ရှိသူရောက်စီတန်းကိုလည်းကျေးဇူးအထူးတည်ရှိပါတယ်။ကောင်းသောညလေးကို ပိုင်ဆိုင်နေကြပါစေနော်။